ရနေတာတမီကျွန်တော်မြင်စင်များအားလုံးမင်္ဂလာပါတဲတော့ကညီမတလဆာဒီဇင်ဘာလအတွက်2025ဆုံးလည်းနှစ်လဲကုန်ပြီတလဆာဒီနောက်ဆုံးရပြဖို့ဇာတိကွင်းနဲ့စနေဇာတိကွင်းနဲ့ခေါ်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်မြင်တာတမီများတွေပထမဦးဆုံးကံကြမ္မာနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးခေါ်ပြပေးတော့မှာဖြစ်ပါတယ်လက်ရှိအခြေအနေအရနမိတ်ကပြလျာဒလာဘဆိုတဲ့ကပြဖြစ်ပါတယ်နော် ချစ်သူတို့ကပ်ပြားဆိုအနှုတ်ရတာသည်များအနေနဲ့ပျော်ရွှင်ပေါ်ရတဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်ပေါ်မယ်။ခြေနေကောင်းခွက်ကကောင်းနေတဲ့ကြုံပဲအပေါ်မှာပဲဒီဇင်ဘာလထဲမှာတနွေတာသည်နဲ့ပတ်သက်ပြီးတော့မိမိစန္ဒတွေရည်ရွယ်ချက်တွေတည်ခုထားတာတွေအားလုံးပြင်ပြောက်မယ်အစီပြေမယ်လို့ဟောပြောပေးလိုပါတယ်နော်။ဖွင့်ကပ်ပြားလေးရအမြဲတမ်းကောင်းတဲ့ကပ်ပြားလေးဖြစ်ပါတယ်။ခြေချင်းမြေတားရင်နဲ့ပတ်သက်တဲ့ဆိုတော့ခီးသွားတဲ့ကိစ္စတွေလည်းအောင်မြင်မယ်။နောက်ဟို ုတန်းရောင်းဝယ်နေပတ်သက်တဲ့လုပ်ငန်းတွေဆိုရစလုပ်ငန်းတွေကားလုပ်ငန်းတွေဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလည်းအောက်မြန်မာချိုးပေးမယ်လို့ပြောပြလို့ရတယ်နော်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးရောပြောပြမှာဖြစ်ပါတယ်။ဥစ္စာပစ္စည်းတွေအတ္တဆန်းတွေဝင်လာနိုင်တယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးရောလည်းစိတ်ချမ်းသာစရာတိုးပွားမဲ့ကိစ္စတွေဖြစ်ပေါ်မှာဖြစ်ပါတယ်နော်။အဲ့တော့လက်ဆောင်ပစ္စည်းတွေ၊ရဝေးကိစ္စ၊ယန္နီကိစ္စအဲ့တော့ဥစ္စာပစ္စည်းရလည်းမိမိတို့ဖြစ်ချင်တဲ့တကူတန်တာရေပေါ်မှာလည်းပြင်းပြမှာဖြစ်ပါတယ်။ ရေဝဲကျင်တာကားဝဲကျင်တာအိမ်လိုကျင်တာအိမ်ဆောက်ကျင်တာအကုန်လုံးပေါ့နော်ပိုင်ဆိုင်ခြင်းနဲ့ပစ္စည်းအုပ်ဆိုင်နဲ့ပတ်သက်ပြီးရောလေအကျိုးပေးအမြင်ပဲရေတတိုင်းဖြစ်ပါဖြစ်ပါမယ်ကိုယ့်ဘက်ကမစွမ်းဆောင်နေနိုင်တောင်မှပဲဟောတကောရှင်ကိုညီမဆောက်ပေါ်မယ်ပဋ္ဌာန်းဆက်ကိုညီမဆောက်ပေါ်မယ်ကိုယ့်ဘက်ကစိတ်ထဲမှာဆန္ဒပြုလိုက်တစ်ဖက်ကကြိုးစားလိုက်လိုအပ်တဲ့အပိုင်းဆိုရင်တွန့်ပို့ပေးလိမ့်မယ်အောင်မြောင်ဖြစ်မြောင်လုဆောင်ပေးလိမ့်မယ်နော်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အဲ့တော့ဟာမက်စ်ရကပြနော် ဒါလေရှင်းတယ်သူတော်စင်ကပ်ပြားတိတ်သူတော်စင်ကပ်ပြားဆိုတော့ကောင်းတဲ့ကပ်ပြားဖြစ်ပါတယ်နော်ဘုနာပါကွင်းလို့လည်းခေါ်ပါတယ်အဲတော့ဥစ္စာပစ္စည်းတွေချင်းကြီးကောင်းပါတယ်မိစေပေါင်းနေတဲ့ပတ်သက်ပြီးရောဟောပြောပေးမှဖြစ်ပါတယ်မိစေပေါင်းနေဒုက္ခပြတာတွေကြုံရမယ်ကုညီမဲ့လူရှိတယ်လို့ဒုက္ခပြတဲ့လူလည်းရှိမယ်ပေါ့နော်ဒါပေမဲ့လို့မိစေပေါင်းနေတဲ့ပတ်သက်ပြီးရောကိုယ်ကိုစူးစူးဝါးဝါးဒုက္ခပြနိုင်တဲ့အနေအထားမျိုးမရှိဘူးအဲတော့ကောင်းစရာရှိရဆိုလို့ရှင်တော့ကောင်းပို့ပြီးတော့ကောင်းလာမှာဖြစ်တယ်မိစေပေါင်းနေတဲ့ပတ်သက်ပြီးရောကိစ္စရောက် ကိုယ့်ဘက်ကကြည့်မယ်ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းကိုအဓိကအအောင်ဆက်ရမယ်ကျို့ဟိုခုနပြောတဲ့မိတ်ဆေအပေါင်းနေတဲ့ဘက်ကိုအအောင်ငင်းကစိုက်တဲ့အခါမှာကိုယ့်ရဲ့လောက်ဆောင်ချက်တွေရော့ရော့သွားတတ်တယ်ပေါ့နော်အဲ့တော့မိတ်ဆေပေါင်းနေတဲ့ပတ်သက်ပြီးတော့ဟိုဒုက္ခပေးခြင်းလည်းမရှိဘူးဟိုဘယ်လိုကောင်းမလဲဟိုအကောင်းဆုံးတွင်တွေ့ခြင်းလို့ပြောမှဖြစ်ပါတယ်နော်အဲ့တော့ဆက်ခံရသူဆိုရင်နမိတ်ကပြားလေးဖြစ်ပါတယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အောင်ပြောက်ပြီးမှဖြစ်ပါတယ် လောက်ကနေနဲ့ပတ်သက်ပြီးတော့ကြားရှိတဲ့ကပြားလေးရနော်တဟိုင်းပရပစ်တို့အိပဲရပါတယ်နော်အဲ့တော့နမိတ်ကပြားလေးရခိုင်ကျုပ်ဖုန်းတော်ဖုန်းတော်ကြီးဆိုတော့လုပ်ငန်းကံကံနေနဲ့ပတ်သက်ပြီးအောင်မြင်မှုရမယ်ပြောရှင်းဖွယ်ရဖြစ်မယ်လုပ်ငန်းတိုးချတဲ့ကိစ္စပဲဖြစ်ဖြစ်နော်လုပ်ငန်းတက်တည်ဆောက်ထားတဲ့ကိစ္စပဲဖြစ်ဖြစ်ပေါ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးအောင်မြင်မယ်နော်ဘာတိုင်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းဆောက်တဲ့ကိစ္စတွေလည်းအောင်မြင်မယ်ဒါကတမကောင်ကိုကြီးမဆောက်ဘောမယ် လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြီးခဲ့သူတွေကိုညီမဆောက်ပေါ်မယ်နော်အဲဒါလုပ်ငန်းအိစနဲ့ပတ်သက်ပြီးတော့အလုပ်အလုပ်လျှောက်မဲ့ကိစ္စတွေနောက်လုံနောက်နောက်တစ်ခုကလုပ်ငန်းတိုးချဲ့တဲ့ကိစ္စတွေလက်ရှိရှင်းဆွဲစီးပွားရေးလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စကြတဲ့ရှက်တိတွေလုပ်ငန်းဟောနော်ပြည်တော်ရှင်ဖြစ်မဲ့အောင်မြင်မဲ့သနာပြည့်မဲ့လို့ပေါ်ပြပေးလို့ရနော်ဒါကအောက်လက်ငယ်တာ အာသမီအောက်လက်ငရနဲ့ပတ်သက်ပြီးတော့အောပြောပြီးရောကပြဖြစ်တယ်တဝိဆော့အောကျွန်းကကြမလဲပင်ဖြစ်ပါတယ်အောက်လက်ငရတာသမီနဲ့ပတ်သက်ပြီးတော့လဲဝန္ဒစရာသတင်းစကားရေးကြားမယ်ပျော်ရွှင်ဖွယ်ဖြစ်မယ်နော်အာသမီအောက်လက်ငရနဲ့ပတ်သက်ပြီးတော့ဆွတ်ဆွလို့ရှင်လုံငန်းအောင်ကြောင်းပြီးတော့အပြင်ထွက်ခွာသွားတဲ့အနေအထားမျိုးတွေလည်းဖြစ်ပေါ်နိုင်တယ်အဲလိုဖြစ်ပါလို့ဖြစ်ပေါ်လာလို့ရှင်လဲကောင်းတယ်ပေါ့နော်သူကပြင်တော့ကိုယ်လုံငန်းခွင်ကအောက်လက်ငရနဲ့ပတ်သက်ပြီးတော့လဲနေရာထိုင်ခင်းအချိန်အပြောင်းအပြောင်းအရွှေ့အပြောင်းအရွှေ့တွေပေါ့ပေါ့မယ် ဲ့တော့ကိုယ့်ရဲ့သားသမီးတွေမှာဆိုလို့ရှိရင်လည်းရပ်ဝဲသွားပြီးလုပ်ငန်းဆောင်ရတာတို့တင်းနေတရှိကိုရောက်သွားတာတို့ဒါမျိုးဟိုပေါ်ပေါက်မှာဖြစ်တယ်။ဒီနေရာမှာအွန်လိုင်းကနေပတ်သက်ပြီးစိတ်ဆာမရှိဘူး။သားသမီးနဲ့ပတ်သက်ပြီးလည်းစိတ်ဆာမရှိဘူး။ကောင်းတော်ပြောင်းလဲခြင်းဖြစ်ပါလိမ့်မယ်လို့ခေါ်ပြောပေးလိုပါတယ်နော်။ကျန်နေတဲ့အတိုက်ခံနေရှိတာဆိုတော့ကပြားလေးကိုဟောပြောပြမှဖြစ်ပါတယ်အတိုက်ခံနောက်ဆက်မရှိပါဘူးเนาะကိုညီမဲတွေပေါ်ပေါက်မယ်ဝေကန်တွေလည်းကောင်းပါရဲ့နောက်အမျိုးသမီးကိုညီမဆောက်ကိုပေါ်မယ်ဟုတ်အဲ့တော့ ူအပြင်မိုက်ကမရှိတဲ့ပြင်ကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေနော်နောက်အမျိုးသမီးတွေနော်ကိုကြီးမဆောက်မပေါ်မယ်အဲ့ဒါကတော့တဟိုင်းပရိစတဆိုတဲ့ကပ္ပမေရိုကြီးကပ္ပလေးဖြစ်ပါတယ်နော်အဲ့တော့မေရိုကြီးကပ္ပလေးဖြစ်တဲ့အတွက်အမျိုးသမီးကိုကြီးမဆောက်ပေါ်မယ်မမြင်နိုင်တဲ့အလားကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေကိုယုံကြည်ထားတဲ့ပဋ္ဌာန်းဆက်ပိုင်းဆိုင်ရပေါ့နော်အဲ့တော့မေရိုကြီးကိုကြီးမဲအဒီပုံစံမျိုးပေါ့ဆိုတော့အထိုက်ခံမရှိဘူး ကိုညီမလေးတော့ပေါ်ပေါက်လာမယ်လို့ပေါ်ပြောက်ပေးလို့ရတယ်နော်။ပေါ်ပြောက်လေးနာမည်ကလေးကောင်းပါလေ။လိုက်ကမရှိတဲ့ပြင်တီအိန်တော်ကြီးနဲ့ပတ်သက်ပြီးဟောပြောပေးတော့မှာဖြစ်ပါတယ်။အခြေအိန်တော်ကြီးမှာတော့နည်းနည်းစိတ်ညစ်စရာလေးကြုံမယ်။သူကပြည့်အခြေနဲ့ပတ်သက်ပြစိတ်ဝမ်းစိတ်ဝမ်းကွဲစားစိတ်ဝမ်းကွဲစရာလေးတွေရဲရဲတောက်တုံးမွဆန်ပြရနာလေးတွေဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ဒါအခြေနဲ့ပတ်သက်တဲ့အိန်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ကိုယ်အိမ်မှာကိုယ်တခါတည်းမှာသာသမီနဲ့ပတ်သက်ပြီးရောအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးသာသမီအောက်လက်ငယ်တိုင်းပတ်သက်ပြီးရော မိခင်မိခင်တရားတော်ပြောပြောမကောင်းဆိုမကောင်းမိခင်နဲ့ပတ်သက်ပြီးရပါတော့ပြောမကောင်းဆိုမကောင်းအနေအထားမျိုးတွေမိခင်ကအောက်လင်ကရာကိုယ့်ရဲ့တာသမီတွေပေါ်မှာပြောရဆိုရတာနော်အစင်မချောလာဘူးတာသမီကမိခင်စကားနားမထောင်နိုင်နားမထောင်နိုင်တဲ့အနေအထားမျိုးတော့ဖြစ်လာတတ်တယ်တာသမီကြောင့်မိခင်မျက်ကြီးငယ်ကြားတဲ့အနေအထားမျိုးတော့ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ သားသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတဲ့ကိုယ့်ရဲ့အိမ်တွင်းရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့မိခင်တို့ဆိုဟွာပေါ့ဟိုစိတ်ဒုက္ခစိတ်နောက်ရက်ပိုင်းဆံလေးနဲ့ငယ်ကျုံတတ်တယ်နော်အဲ့တော့အိမ်တော်ရေးရတခြားအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဟိုကိစ္စမဟုတ်ဘူးဟိုသားသမီးကြောင့်အိမ်တော်ရေးမှာလည်းခါဒီမှာတရားနဲ့တရားညှိနှိုင်းရခက်တဲ့အနေအထားမျိုးတွေဒါမျိုးတွေဖြစ်ပေါ်တာတယ်လို့ပြောချင်တာအဓိကပဋ္ဌာန်းနော်အဲ့တော့ဓမ္မွန်ဆိုတဲ့ကပ်ကြလေးဖြစ်တယ်ပေါ့နော်ဓမ္မွန်ဆိုတဲ့ကပ်ပြအဲ့တော့မိခင်နဲ့ပတ်သက်ပြီးတော့ အာသမီကြောင့်မိခင်ဟာတိတ်တော့ကရောက်အောင်လို့ပြောမှာဖြစ်ပါတယ်နော်တမိုင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့တမိုင်းနဲ့ပတ်သက်တဲ့ကိစ္စဆိုလို့ရှင်ဘိုင်းအောင်နာနော်အနေငယ်ဘိုင်းအောင်နာလေးဖြစ်တတ်တယ်ဒေတို့လေးအောင်ဖြစ်တာဘိုင်းအောင်နာလေးဖြစ်တတ်တယ်နော်အဲ့လိုမျိုးလေးကျွမ်းနိုင်ပါတယ်အဲ့တော့တမိုင်းနဲ့ပတ်သက်ပြီးတော့ကိစ္စကဆိုစိတ်အရိကကနော်ကိုယ့်ရဲ့အိမ်နှင်းရေးမိသားစုကိစ္စတွေမှာတစ်ခါစီမှာဥပင်တော့ကလေးတွေအနေငယ်ကျုံတတ်တဲ့အတွက် ဟိုကမစားခြင်းမတော့ခြင်းနဲ့ဖြစ်တာเนาะအဟိုစိတ်နှိုင်းမိတာတို့အဲ့ပုံစံမျိုးတွေကျောင်းရတတ်တယ်ပေါ့နော်အာရိကကအဲ့တော့တစ်ခါတလေမှာအာမမြင်နိုင်တဲ့အရာကိုအတိုက်ကနှောက်ယှက်ပေးသလိုလိုပုံစံမျိုးတွေကျောင်းရတတ်တယ်เนาะပြုစားသလိုလိုပုံစံမျိုးတွေနောက်ဆိုရင်ကြောင်းကြအနေထားမျိုးဖြစ်တဲ့အနေထားမျိုးတွေဒါမျိုးဖြစ်ရတတ်တယ်ပေါ့နော်ဒါကတတ်မှိုင်နဲ့ပတ်သက်ပြီးတော့เนาะအဲ့ဒါမျိုးကျောင်းရတတ်ပါတယ် ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုံနိုင်မယ်ဆိုတော့ကောင်းတယ်တော့ကတမ်ပရက်ဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်ရေခွက်နှစ်ခွက်ကပ်ပြားဘာသာရေးကံကောင်းတယ်နောက်တစ်ခုကမိသားစုညီညီချင်းချင်းပြန်ဖြစ်လာမယ်မိသားစုပေါ့နော်အေးချင်းချင်းနဲ့ညီညီချင်းချင်းပြန်ဖြစ်လာမယ်ပြန်ရောက်နေတဲ့သားသမီးဆိုလည်းပြန်ရောက်လာနိုင်တယ်အပြင်ထွက်ခွာနေတဲ့သားသမီးဆိုလည်းပြန်ရောက်လာနိုင်တယ်လုပ်ငန်းမှာအေးချမ်းမှုပြန်လည်းဖြစ်လာမယ်အိမ်တော်ရဲ့မိသားစုအရေးကိစ္စတွေလည်းအေးချမ်းပြန်ဖြစ်လာမယ်ဒီနံပါတ်ကိုယ့်ရဲ့စိတ်က ဘာရာကြီးမလုံနိုင်တော့မှဘာရာကြီးဘက်ကိုစိတ်ညွတ်ထားဖို့နော်ဖရာတရားစိတ်ညွတ်ထားဖို့ဖရာမှာနှလုံးသားမှာကိန်းနေဖို့နော်အဲ့လိုမျိုးတွေဆောင်းတက်ပါလေဒီလိုသဘောထားမျိုးတွေရှိတဲ့နဲ့ဘာရာကြီးလုံနိုင်လို့ရှင် ပိုကောင်းပါလေဆိုတော့ကပြားလေးရာဒီရင်းညွှန်းချက်ဖြစ်ပါလေနော်အဲ့တော့ဘာရာကြီးရောကောင်းပါလေပြောချင်ပါလေကံကြမ္မာနဲ့ပတ်သက်ပြီးရောဟောပြောပြီးမှဖြစ်ပါလေကံတရားက balance နော် အဲ့တော့ကံတရားကောင်းတဲ့ဘက်မှာပို့ပြီးတော့အာတကျရှိပါတယ်။ကံနဲ့ပတ်သက်ပြီးတော့တရားတစ်ဖက်ဓာတ်တဲ့ဆိုတဲ့နမိတ်ကပြားလေးဖြစ်ပါတယ်။အဲ့ဒါက justice ဆိုတဲ့ကပ်ဖြစ်တယ်နော်။တရားသူကြီးကပ်။ဆိုတော့ဒါကြောင့်မလို့ကိုယ်ကနူးညံ့တဲ့ဘက်ကိုလိုက်မယ်နော်။အခါတည်းမှာစေပန်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြောရေးဆိုရင်းနဲ့ပတ်သက်လို့ရှင်လည်းကိုယ်ကဆုံးဖြတ်တဲ့ကိစ္စရတယ်မှာနော်။အာမနာရန်ပြောရမယ့်ကိစ္စမျိုးတွေဖြစ်လာမယ်။အဲ့လိုပြောရမှလည်းဖြစ်ပါတယ်။အဲ့လိုပြောမှလည်းကိုယ်ကအောင်မြင်မှဖြစ်ပါတယ်။ပြောချင်တာက တရားတစ်ဖက်ဓာတ်တက်ပေါ့အရိကပဒနာနော်ဓာတ်သွားလို့တကရုံးအရပြောရမယ်ဆိုရင်ပြောပြောဆိုရမယ်တစ်ဖက်ကဘာသာရေးကိုလည်းကိုကလှုပ်ဆောင်ထားရမယ်ဘာလို့ပြောခြင်းဖြစ်ပါတယ်နော်အဲဒီတော့ကံကြမ္မာကကောင်းတဲ့ဘက်ကိုရှိပါတယ်ကိုဘက်ကတိတိကျကျနဲ့ဆုံးဖြတ်မှုနဲ့ဖရာတရားထုတ်ထားမှုကိုရည်မြင့်ပါတယ်နော်ဒါလေးကမွေကြီးလက်လက်ပါနဲ့ပတ်သက်ပြီးတော့ဟောပြောပေးပါဖြစ်ပါတယ်မွေကြီးနဲ့ပတ်သက်ပြီးတော့နော်ကိုယ့်ရဲ့ရက်စရာရှိရာလေး မရဘဲဖြစ်နေတတ်တယ်လက်ပိတ်တဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ပေါ့နော်သူကပြင်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လားကိုယ့်ရဲ့အိမ်လူအိမ်သားနော်ကျန်းမာရေးနဲ့ပတ်သက်တာငွေကုန်ကြေးချက်ဖြစ်သွားတာဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဆိုတော့ရှင်အဲ့ဒါလေး debt ဆိုတဲ့ကပြားလေးဖြစ်ပါတယ်နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအမိုင်းဟိုငွေကြေးလက်ပိတ်သွားတာကိုယ့်မှာရှိတဲ့ငွေကဟိုကျန်းမာရေးကြောင့်နော်စိတ်ကူးတက်လိုက်ရတာဒီဘဝကတည်းကပတ်သွားတာဒါမျိုးဖြစ်တတ်တယ်ကိုယ်ရစားကြည့်တဲ့ငွေတွေ မရတတ်တာဒါမျိုးလည်းဖြစ်ပေါ်တတ်တယ်အနာကတ်တွေကိုယ်ဒီစန္ဒရာပိုင်းရဲ့နောက်ဆုံးပိတ်မှာတော့မက်ဂျက်ရှင်ဆိုတဲ့ကပ်ဖြစ်ပါတယ်မော်ဝိဆာနော်အဲ့တော့မော်ဝိဆာကပ်ပြားဖြစ်တဲ့အတွက်ကြောင့်အနာကတ်မှာတော့အေးချမ်းမှုဖြစ်မယ်အောင်မြင်မှုဖြစ်မယ်ကိုကဒီစန္ဒရာပိုင်းနဲ့မှာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေကတော့အောင်မြင်လိုက်တစ်ခါတည်းမှာအခက်ခဲကြုံလိုက်အောင်မြင်ဖို့က55ရာခိုင်နှုန်းရှိတယ်အခက်ခဲက25ရာခိုင်နှုန်းရှိတယ် ဒါပေမဲ့လို့နောက်ဆုံးပိတ်မှာတော့ကိုကအောင်မြင်တဲ့လူ just အောင်မြင်တဲ့လူဒါတွေကိုအခက်ခဲတွေကိုနောက်ဆုံးရှုံးမှုပြဒနာကြီးကြီးထွားမှုတွေမဖြစ်ဘဲနဲ့အောင်မြင်မှုရမယ်အရိကပဒနာပေါ့နော်အဲ့တော့ဆုံးရှုံးမှုတွေမရှိဘဲနဲ့အောင်မြင်မှုရမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘာလို့ဆိုဆိုဒီစန္ဒရာပိတ်မှာတနင်္ဂနွေသားသမီးအနေနဲ့ကောင်းတဲ့ဆယ်မှာရှိပါတယ်ကပ္ပယာဒီစန္ဒရာပိုင်းအချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဗာရာယတိလုထားဖို့လိုရတယ်เนาะ အရဟံဆိုတဲ့ဂုဏ်တော်ဖြစ်ပါအရဟံအရဟံအရဟံပရိစိတ်တာနော်ပရိဘဏပါလဲဆိုရင်ကိုယ့်အကိုဆန္ဒပြုကိုယ့်အကိုဆန္ဒထည့်ပြီးစိတ်ပါနော်ပရိယတပတ်ပဲစိတ်နဲ့စိတ်နဲ့ကုပတ်ပဲစိတ်နဲ့စိတ်နဲ့ဆက်ရှိပတ်ပဲစိတ်နဲ့စိတ်နဲ့အဲစသည်ပေါ့နော်နဝံကိုက်ပရိစိတ်နိုင်မယ်ဆိုတော့စိတ်လို့ရပါတယ်အရဟံပရိစိတ်ပါအရဟံဂုဏ်တော်ပဲပွားပါလို့ပြောမှဖြစ်ပါတယ်နောက်တစ်ခုကဒီဖျားမှာမုံလုံးရေပေါ်လေးလှူပေးပါမုံလုံးရေပေါ်ဆိုလို့ရှိရင် 6လုံး18လုံး29လုံးပေါ့နော်အဲ့လိုမျိုးတွေဒီပကံကြားထဲမှာထည့်ပြီးတော့မုံလုံးကြီးပေါ့လူဟာဖြစ်ပါတယ်တောက်တော်ကြီးနှစ်ခွက်မုံလုံးကြီးပေါ့နဲ့တောက်တော်ကြီးကနှစ်ခွက်နော်အဲ့ဒါဖရာလူဟာဖြစ်ပါတယ်လူဟာစုတော့မှာအဲ့ဒီတရားလို့ရင်အဆင်ပြေပါမယ်နောက်တစ်ခုကကြတော့အကြောင်းအဖြစ်အနိယောင်နောက်တစ်ခုကနိညူယောင်နောက်တစ်ခုကအဝါယောင်အကျိုးပြပါတယ်နော်အနိယောင်နိညူယောင်အဝါယောင်အကျိုးပြပါတယ် ကဏ္ဍအားဖြင့်1ကဲ3ရဲ4ရဲအချိုးပေးပါတယ်ကဏ္ဍအားဖြင့်1ကဲ3ရဲ4ရဲအချိုးပေးပါတယ်နော်အဲဒါကြောင့်မလို့ဒီပတ်ဒီတနင်္ဂနွေသားသမီးများအနေနဲ့စန္ဒရာတိုင်းမှာဒီရက်တွေကကိုယ့်ရဲ့လုပ်ငန်းတွေဆောင်တဲ့အခါမှာအောင်မြင်နော်အကံကြမ္မာကောင်းကောင်းဟိုဘာပေါ့ဟိုနေထူးနေမြတ်ပေါ့နော်အဲဥရကံကောင်းတဲ့နေ့ဖြစ်တယ်အကြောင်းလေးဆိုလို့ခုနအကြောင်းလေးပြောပြီးသွားပြီပေါ့နော် နေရောင်ရဲ့နေညရောင်ရဲ့အဝါရောင်ရဲ့လို့ပြောပြီးသွားပြီနော်အဲ့တော့ခဏနေလက္ခဏာပြောပြီးသွားပြီခဏနေဆိုလို့ရှိရင်တစ်ကဲ3ရဲ့4ရဲ့တနင်္ဂနွေနေ့တို့အဲနောက်တစ်ခုကတတပရိနေ့တို့နောက်တစ်ခုကအင်္ဂါနေ့တို့ကကိုယ့်ရဲ့နေတူးနေ့မြတ်ဒီနေ့လည်းလုပ်ငန်းစားလို့ရပါတယ်နော်အဲအနာပြုကိစ္စရောရေးကိစ္စရေးစားမယ်ဆိုလို့ရှိရင်ဒီနေ့တို့ဦးစားပေးပြီးတော့ပြောပါဆိုပါဒါဆိုလို့ရှိရင်ပို့ပြီးတော့အောင်မြင်နိုင်မှာဖြစ်ပါတယ်နော် ကျွန်တော်နဲ့တာသမီကျွန်တော်ရဲ့မိစေများအားလုံးဖိတ်ချင်တဲ့ကြွေးကြမ်းပါခြင်းများပြည့်စုံကြပါစေခင်ဗျာ။